ကချင်ပြည်နယ်ဖားကတ်မြို့နယ်မှာစစ်ကောင်စီနဲ့ကချင်လူလိုက်တက်မတော် KIA ပူးပေါင်းတပ်တို့တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။စစ်ကောင်စီနဲ့ KIA တို့ဟာဇွန်လ10ရက်မနက်10:00နာရီခန့်ကအောင်တာယာကွက်တစ်ဘက်မှာတိုက်ပွဲပြင်းထန်ဖြစ်ပွားပြီးအပြန်အလှန်ပစ်ခတ်တိုက်ခိုက်နေတယ်လို့ဒေသခံတွေစီကသိရပါတယ်။မနေ့ကရောဒီနေ့ရောတိုက်ပွဲပြင်းထန်နေမနေ့ကဆိုစစ်တပ်ဘက်ကအယောက်20လောက်တေနိုင်တယ် အလောင်းတွေကိုပြန်ဆွဲသွားပြီးတက်ဆွဲထားတဲ့မော်စီစာဖုန်ကြီးကြောင်းနဲ့ပြန်ဝင်သွားတယ်လို့ဖားကန်ဒေတာကန်တူက AR Times ကိုပြောပါရယ်။အင်အား60ခန့်ပါဝင်တဲ့စစ်ကောင်စီစစ်ကြောင်းက၎င်းတို့တက်ဆွဲထားရမော်စီစာဖျားကုန်းကနေအောင်တာယာကွက်တင်နဲ့ပဝင်းချင်းကျင်းမာတွေကိုစစ်ကြောင်းထိုးဝင်ရောက်လာတာဖြစ်တယ်လို့သိရပါရယ်။ဇွန်လ9ရက်မနက်10:00ခန့်ကလည်းလုံခင်းတိုက်နဲ့မစွန့်ရံကထံမော်တော်လန်းနဲ့ ကရေမော်အနီးမှာစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ကို KIA ကတိုက်ခိုက်လို့စစ်ကောင်စီဘက်ကတေဆုံးမှုများပြီးစစ်ကြောင်းလိုက်ပြန်လဲထွက်ပြေးသွားရတယ်လို့သိရပါဗျ။ပြီးခဲ့တဲ့မေလ29ရက်နေ့ကလုံခင်းရန်ချက်ဆက်ယုံကိုရောက်ရှိလာတဲ့စစ်ကောင်စီစစ်ကြောင်းဟာနေခမ်းစစ်ကြောင်းနေနဲ့ပူပေါင်းပြီးဖားကန့်မြို့နယ်လုံခင်းနဲ့မော်စီစာပတ်ဝန်းကျင်မှာ အခြေပြုနေရာယူထားပြီးဖားကန့်ဗျူဟာကိုပူပေါင်းသွားတဲ့တပ်ဖွဲ့ဝင်တွေလည်းရှိတယ်လို့သိရပါဗျ။ ဖားကန့်နယ်ရဲကိုဝင်လာတဲ့စစ်ကြောင်းကမေလ31ရက်နေ့ကစတင်ပြီးဖားကန့်ရှိကြောက်စိန်ကုမ္ပဏီလုပ်ွက်တွေတွင်ဝင်ရောက်ပြီးဆိုင်ရန်များတွေကိုမိရှို့ဖျက်ဆီးတာနဲ့လက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေကိုနှိမ့်စင်ပြုလုပ်နေပါတယ်။ဖားကန့်ကိုစစ်ကြောင်းထိုးလာတဲ့တပ်ဖွဲ့မှဖားကန့်ပြူဟာမှာနေရာယူထားတဲ့တမ33နဲ့နေရာချင်းလဲလှယ်ဖို့ရောက်ရှိလာတာဖြစ်တယ်လို့သတင်းလွှင့်ထားပေမဲ့ ဖားကန့်နယ်မြေမှာစိုးမိုးမှုရရှိဖို့အဖွဲ့ငယ်တွေခွဲပြီးလုံခြုံရေးယူကစစ်ကြောင်းထိုးမှုတွေရှိနေတယ်လို့သိရပါတယ်ရှင်။